အချောင်းလိုင်းလို့ဖုံးထားသမျှပေါ်လာတဲ့နာမည်ကြီး brand အီတလီကနာမည်ကြီးဇင်ကန်ပစ္စည်းတစ်စိတ်တစ်ခုကတရုတ်နိုင်ငံကအိတ်ချုပ်တဲ့သူကိုရောကျေးဒေါ်လာတန်း90တောင်းခဲ့ပါတယ်။ဒါကနာမည်ကြီးတစ်စိတ်တစ်ခုကပဲဖြစ်ပြီးတော့နောက်ထပ်နာမည်ကြီးတစ်စိတ်တွေကလည်းသူ့ကိုဘယ်လိုမျိုးအရေးယူတာလုပ်မလဲဆိုတာမသိရသေးပါဘူး။ဒါပေမဲ့အခုချိန်မှာတော့ဒီလိုမျိုးရောကျေးတောင်းလိုက်တာကြောင့်နာမည်ကြီးတစ်စိတ်ကသူ့ရဲ့ဖုံးထားသမျှကိုအထုတ်ဖြေချသလိုဖြစ်ခဲ့ပါတယ်။သူတို့ရဲ့လေဝဲချစ်တွေကဘာတွေလဲဘယ်လိုမျိုးအကြောင်းတွေကြောင့်အခုလိုမျိုးလေဝဲချစ်တွေကိုဖော်သလိုဖြစ်ရတယ်လဲဆိုတာကိုသိရဖို့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်နော် မကြခင်ကမှဒေါ်လာ1000ကျော်ရန်3000ကျော်ရန်စင်ကန်ပစ္စည်းအိတ်တွေကိုတရုတ်နိုင်ငံမှာအလုံးဒီပါပြုတ်လို့ပြီးဒေါ်လာရကနန်းမဲ့ကုန်ကြပါရဲဆိုတာကိုလူတယောက်ကထုတ်ပြောလိုက်ပါတယ်။သူကနာမည်ကြီးတစိမ့်တွေနဲ့သူတို့ကိုထုတ်လုပ်တဲ့စေယုံရဲ့တရှိတဲ့မြို့ကိုတော့မှရွတ်ပြလိုက်ပါသေးတယ်။ဒါတည်းမကသေးပါဘူးရှင်။အဲ့ဒီအိတ်တွေကိုလည်းတမျိုးပြီးတမျိုးပြလိုက်သေးပါတယ်။သူပြတဲ့အိတ်တွေကစင်ကန်တစိမ့်တွေရဲ့ပုံစံဒီဇိုင်းတွေနဲ့တစ်ထက်တည်းဖြစ်ပြီးဒါတွေကိုအီတီလီကိုပို့ပြီးတဲ့အခါမှာတစိမ့်ကတထုတ်ပေါ်တာတွေလုပ်ပြီးတော့ဈေးကွက်တွေဖြန့်နေဆိုတာကိုပြောလိုက်ကြပါ။ဒါကြောင့် social media TikTok မှာ luxury brand တိုက်တဲ့ ဲ့လူချမ်းသာတွေကိုရွတ်ရွတ်တက်တက်ဖြစ်သွားစေခဲ့ပါတယ်။ဒီလိုမျိုးအတန်းထွက်လာပြီးနောက်မှာတော့တချို့နာမည်ကြီးအယောင်ပြခန်းတွေမှာပစ္စည်းတွေအားလုံးတင်သွားတာလည်းရှိပြီးဒါကိုကုမ္ပဏီတွေကတော့ပုံမှန်အတိုင်းပစ္စည်းပြတ်သွားတာရင်ဒီဇိုင်းအသစ်နဲ့အဆိုင်အခင်းကျင်းအသစ်ပြောင်းလဲဖို့ဆိုတဲ့အကြောင်းပြချက်တွေပေးခဲ့ကြပါတယ်။မကြတိခင်ကလည်းနာမည်ကြီးဘလော့ဂါတယောက်ကအခုလိုမျိုးဇင်ကန်ဒီစိတ်တွေရဲ့လဲသာအိတ်တွေကိုတစစီဖြုတ်ပြီးစစ်ဆေးပြခဲ့ပါတယ်။သူပြခဲ့တဲ့နာမည်ကြီးဒီစိတ်အိတ်တွေရဲ့လဲသာတွေကအပေါ်ယံတွေကပဲလဲသာတွေအုပ်ထားတဲ့အိတ်တွေဖြစ်နေတယ်လို့တချို့အိတ်တွေကလည်းအပေါ်စားကုန်တီနေနဲ့တုတ်ထားတဲ့လဲသာအိတ်တွေပဲဖြစ်နေပါ ပါတယ်။ DU blogger ကတော့သူ့ရဲ့ဗီဒီယိုတွေကိုကြည့်ရှုသူတွေများခဲ့ပေမဲ့တချို့ကဒါဟာအဲ့အတူတွေကိုဝယ်ပြီးလုပ်ပြတာလို့လည်းမှတ်ချက်ပေးခဲ့ကြပါတယ်။ ်သူကအခုလိုမျိုးနာမည်ကြီးလောက်ထားတဲ့အိတ်တွေရဲ့အတွင်းဘက်မှာမိတ်ထင်အီတလီလို့မတက်ပဲမိတ်ထင်ချီတလီလို့တက်ဖို့အထီပါပြောခဲ့ပါတယ်ဒါပေမဲ့နာမည်ကြီးတစ်စိတ်တစ်ချို့ကသူတို့ရဲ့အိတ်တွေကိုကုန်ကျစ်အလုံးတရုတ်ကိုပို့ပြီးချုပ်ခိုင်းတာမျိုးပဲရှိပြီးဒီလိုမျိုးအိတ်ချုပ်မဲ့သူတွေကိုလည်းတခြားတန်တန်းပေးပြီးမှတခုချင်းကို handmade တွေချုပ်တယ်လို့စနစ်တကျ gyrosite ချုပ်ခဲ့တာဖြစ်ကြောင်းခြေမပြောဆိုခဲ့ပါတယ်ဒီလိုပြောဆိုထားတဲ့ဗီဒီယိုထွက်လာခဲ့ပြီးတဲ့နောက်မှာတော့တရုတ်က supplier တယောက်ကရိုးရိုးစိတ်ုံတွေမှာနာမည်ကြီးအိတ်ရဲ့ဒီဇိုင်းအသစ်ကိုတခြားစိတ်ုံချုပ်အိတ်တွေလိုပဲချုပ်နေတဲ့ဗီဒီယိုကိုထပ်ပြီးတော့တင်လိုက်ပါတယ်ဒီလိုလုပ်ပြီးတဲ့အခ ါမှာတော့နမကြီးအိတ်ကမဏီကသူ့ကိုမှားရွေးတဲ့အိတ်ချုပ်တဲ့ပုံစံလေးနဲ့ချုပ်ထားတဲ့အိတ်တွေကိုကျင်းမို့တယ်ဆိုရဆွဆွဲကျန်နေရောကြီးဒေါ်လာ190တောင်းခဲ့ပါတယ်။ဒီလိုလောလိတာကဇင်ကန်ပစ္စည်းထုတ်တဲ့ကမဏီကိုအရာအလုံးဝန်ခံလိုက်တယ်လို့လည်းဖြစ်သွားစေခဲ့ပါတယ်။လူအများကလည်းဆိုရှယ်မီဒီယာပေါ်မှာမှတ်ချက်မျိုးစုံနဲ့ရေးခဲ့ကြပြီးအခုလိုမျိုးသားဆိုရင်တတိယအလုံးဟာဒေါ်လာရာခဏမဲ့တန်တဲ့အိတ်တွေကိုဒေါ်လာအများကြီးပေးဝယ်ပြီးတော့အယူလောက်ခံလိုက်ရတာပါ။ အဲဒီနောက်မှာတော့တရုတ်နိုင်ငံရဲ့အတုဈေးကွက်ထက်ကပစ္စည်းတွေကိုနှိုင်းရှင်ပြတဲ့ဗီဒီယိုတွေကလည်းတက်လာခဲတာဖြစ်ပြီးနာမည်ကြီးတော်တော်များများကဒါဟာတရုတ်နိုင်ငံရဲ့အတုဈေးကွက်ကအစ်တီဖြစ်ပြီးအီတလီကဈေးငန်းပစ္စည်းတွေနဲ့အမြင့်မဲ့တူတာဖြစ်ကြောင်းအရေးသွေးမတူကြောင်းရှင်းပြတဲ့ဗီဒီယိုတွေကလည်းဇက်တိုက်တက်လာခဲ့ပါတယ်ဘလိုမျိုးပဲဖြစ်ပါစေပြိသက်ကြီးတို့ရောဒါကတကယ်သာဆိုရင်အဲ့ဒီအိတ်တီအလူရောက်ဝင်နေတဲ့လူတွေအတွက်စာနာစကားလေးတစ်ခွန်းလောက်ပြောသွားပြခဲ့ကြပါအောင်နော်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်